Hello အားလုံးမင်္ဂလာပါဘိုးဘောမချန်ကနေကြိုဆိုပါတယ်ဆိုတော့ Nation League Quarter Final ဒုတိယကြိုပွဲစဉ်နေ့ဖြစ်ကျွန်တော်တို့ရှေ့မှာဒိမတ်ပွဲတို့ပေါ့နော်ဂျာမနီပွဲတို့ကျွန်တော်ပြောခဲ့ပြီးသွားပြီဆိုတော့ဒီထဲမှာတော့ Spain Netherlands ပြင်သစ် Croatia ဆိုတဲ့ပွဲကောင်းတွေကြောင့်ကျွန်တော်ပြောကြည့်ရအောင်ပထမဆုံးကတော့ပြင်သစ်နဲ့ကျွန်တော်က Croatia ပေါ့ဗျာပြင်သစ်မြန်မာကျွန်တော်သွားကစားပါမယ်ပထမအကြုံမှာတော့ကျွန်တော်က Croatia က2-0ဆိုတဲ့ရလနဲ့ကျွန်တော်ကအနိုင်ယူထားပြီးသားပါပြင်သစ်လူမျိုးတကယ်ကောင်းလာပါကြီးရဲ့ဆိုတဲ့အသင်းမျိုးကိုကျွန်တော် 2018နောက်ပိုင်းမှာဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတရရိပ်ကျလာတယ်လို့ကျွန်တော်ခံယူထားတဲ့ခရိုအေးရှားကကျွန်တော်အနေနဲ့အမှန်ကန်လှုပ်ပြသွားတာအမှန်ကန်လှုပ်ပြသွားတာပြင်သစ်တွေအဲ့ဒီပွဲစဉ်ကတူးစီးနဲ့ရှုံးနေကြတာတော်တော်ကိုမယုံနိုင်စရာပဲတော်တော်ကိုမယုံနိုင်စရာကျွန်တော်မနိုင်ပြောပြခရိုအေးရှားကိုအဲ့လောက်ထိမမျော်လင်းတော့ခုနကကျွန်တော်ပြောလို့ပဲ2018နောက်ပိုင်းပေါ့နော်2018နောက်ပိုင်းမှာဆိုလို့ရှိရင်ဖြည်းဖြည်းချင်းတဲ့သူကတရရိပ်ကျလာတာကို เนาะဟိုအသက်ရွယ်ရသွားတဲ့ကစားမတွေတို့ခန်းစစ်ကရှားလာတာတို့เนาะတိုက်စစ်မှာဆိုလို့ရှိရင်လည်းဖြည်းဖြည်းချင်းကြာလာတာတို့ကျွန်တော်ကြည့်ရင်မော်ဒရစ်ကလည်းအသက်40ပြီတော့မှာတို့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ခရိုအေးရှားဟာဖြည်းဖြည်းချင်းနဲ့ကျွန်တော်နေတရရေကြာလာတာဆိုတော့ဟိုအခုလက်ရှိဗာလဲပြီးခဲ့တဲ့ယူရိုမှာလာယူရိုမှာတော့ငါလည်းတို့အုပ်စုကထွက်ခဲ့ရတာဘာညာနဲ့ဆိုတော့အဲ့တော့ကြည်ပြင်တိကိုတို့အိမ်ဝင်ဖြစ်ပြစေဦးတော့ဗောနော်2000လောက်ထိကျွန်တော်တိတ်ညာလိမ့်မယ်လို့ကျွန်တော်ထင်မထားဘူးအဲ့ပွဲမှာဆိုရင် ခရိုအီးရှားကဗျာဂိုးပေါက်ကွန်တင်မှု၈ချိန်ပဲရှိတာ၄ချိန်ဂိုးပေါက်တက်ပြီး၂ဂိုးရတယ်ဆိုတော့ဒါခရိုအီးရှားရဲ့ဘောနောထုံးတန်နိုင်မယ်ဘယ်လိုပြောမလဲဒီသူတို့က AECCD ကစားခြင်းကြတာပြဿနာကပြင်သစ်ကိုကြော်ပြီးတော့သူတို့က position တော့မကစားနိုင်ဘူးပေါ့ဗျာသူတို့လည်းဗျာအနိုင်ယူသွားတယ်ဆိုတော့ခရိုအီးရှားဘက်မှာဆိုလို့ရှင်ကျွန်တော်ကနောက်တန်းမှာဆိုလို့ရှင် Yusuf Vario လို့ Stanley Situ တော့ပဲတို့ဒီပြိတ္တရိကြရေပန်းစားတဲ့ကစားမားတွေကျွန်တော်ရှိတော့တာเนาะဒီ ဘယ်လိုပြောမလဲဒီစူတာလိုတို့ဘာလို့ဆိုလို့ရှိရင်နောက်ပိုင်းကစားမှပြီးလို့ရှိရင်ဂူဒမားကတော့လီဗာကိုပဲရှိသေးတယ်ဗောနော်ကွင်းလင်မှာလည်းလူကာမိုဒရစ်နဲ့ကိုဗာချစ်တိုကတော့ဒါအဓိကနော်ဒါအတွေ့အဖြစ်ကျွန်တော်ရှိနေတုံးဗောဗျာနော်တိုက်စစ်တော့မှာဆိုလို့ရှိရင်တော့အစွန်မှာကရာမာရီတို့ကစားမတွေကတော့အခုချိန်ကြီးပြန်ပါလာတော့မယ်ဒါအပြင်ပါရီစီတို့လိုအသက်အရွယ်ရကစားမတွေကခုချိန်ကြီးကျွန်တော်ကစားနေတုံးမယ်ပါရီစီကတော့ချန်ပီယံစ်လိဒီလည်းကစားနေတာပဲ PSV နဲ့အခုတော့ပြုတ်သွားပြီဗောနော်တိုက်စစ်ကတော့ဘူဒီမာတို့ဘာလို့လို့ကစားမတွေဆိုတော့ဒီ အသင်းအဖွဲ့လိုက်သူတို့ကအမှန်ကန်အချင်းကြီးဟုတ်နေတာဗျမိုဒရစ်တောင်မှဘယ်လိုပြောမလဲအဲ့လောက်ကြီးကြီးမှကျွန်တော်မဟုတ်တော့တာအသက်အရွယ်ကြောင့်လည်းဖြစ်မှာပေါ့နော်ကိုဘချစ်ဆိုလို့ရှိရင်လည်းဟိုမန်ချက်စတာစီးတီးမှာဘောကစားကွင်းမှာကောင်းကောင်းမရတာဟိုအဲ့လိုအသင်းမျိုးကပြင်သစ်လိုအသင်းမျိုးကိုနိုင်သွားတာဗျအဲ့လိုငါဆိုလို့ရှိရင်ပြင်သစ်ကထပ်ပါတော့ ဥလိုမူဝါနီတို့လိုကစားမားတွေဘာပေတို့တမ်ပီလီတို့လိုကစားမားတွေတိုက်စစ်ကဒါကြီးကလုံးဝလက်လံနေတာဘာပေမူဝါနီတမ်ပီလီမူဝါနီတို့အဲ့လောက်သဘောမကျအောင်မှန်းတိုင်းပြောရင်ကိုင်းနေမှာလဲချူဝါမီနီတို့ဂန်ဒူစီကိုထည့်ထားတာကတော့ဂန်ဒူစီတို့ရာဘီယိုတို့လိုကစားမားတွေနောက်တန်းကလည်းကျွန်တော်ကြည့်ပါလားကိုနာဒီတို့ဆာလီဘာတို့ဂျူလစ်ကွန်ဒီတို့လိုကစားမားတွေအကယ်နဲ့ပြင်တိကတိတဲ့ပူကောင်းနေကစားမားတွေကျွန်တော်ရှိပါတယ်နော်အခန်းစစ်မှာသူဥပမာခန်နေလို့လိုပလီယန်မျိုးတွေကျွန်တော်ရှိမယ်ပြီးချင်းအိုလီစီတို့လိုတကယ်တမ်းအများအိုလီစီတို့လိုမျိုး chance creative ကောင်းနေကစားမားတွေကိုထည့်ရမှာ ပြင်တိကပြင်တိကတိုက်စီကိုထုတ်လိုက်လို့ရှိရင်ဘယ်တော့မှအချိုးမကျအောင်အချိုးမကျအောင်ဆိုတာ Griezmann တို့ဘာလို့ရှိနေတုန်းကတော့ထားပါတော့ Griezmann တို့ဘာလို့ကအမှန်ကန်ဖန်တီးမှုတွေဘာတွေမှာတကယ်ကောင်းတာ哦ဒါပေမဲ့လို့အခုလက်ရှိသူတို့သုံးသွားတဲ့တိုက်စီမှာ Barbie တို့ Dembele တို့ Mouani တို့ဆိုတာမျိုးကဘယ်သူကအခွင့်အရေးဖန်တီးမလဲ Dembele ကဒီရာဒီမှာခြေသွမ်းပြနေတယ်ဆိုပေမဲ့လို့သိတယ်မလားပြင်တိကသုံးတဲ့ပုံစံတွေကမင်းတူမှမတူတာဆိုတော့ Olisi တို့လိုမျိုး Chen Creative Conic Xama တွေကိုထည့်သိနေလို့ကျွန်တော်ထင်တယ်ဟိုဘယ်လိုပြောမလဲဒီအွားလုံးမှာပါပွဲထွက်လူစင်းနေမှာပေါ့နော် ဟိုဆိုတော့ဒီဒီစီကူဒူဝေးတို့ပါတော့ဆိုလို့ရှင်လည်းပဲမရဘူးပေါ့ဗျာဘာပီတို့ပါတော့ကိုကြော်ပြီးတော့เนาะဟိုနေရာရဖို့တော့ကျွန်တော်မရှိဘူးပေါ့ဒမ်ဘီတို့ပါတော့ကိုကြော်ပြီးတော့တကယ်တမ်းကအူလီစီတို့ကိုပွဲထွက်လူစီနေပါတယ်မှာကျွန်တော်သုံးရမှာเนาะဟိုလူကက်ဒင်းညာတို့ပါတော့ဆာလို့ရှင်ရဲ့လက်ဘက်ဒီမှာဟာနန်ဒက်စ်တို့ပါတော့လူစားမာတွေကျွန်တော်ရှိနေတော့သုံးသိနေပေါ့เนาะဟိုရွေးချယ်စရာတွေအများကြီးပါပြင်သစ်မှာပြင်သစ်ဟာဒီတက်ပို့ပြီးတော့ကောင်းနိုင်ရင်တန်းနဲ့နီးပြရဲ့ setup တွေကကစားမားတွေရဲ့ profile တွေကိုအကောင်းဆုံး အံဝင်ခွင့်ကြောင့်မဖြစ်လို့ကျွန်တော်တို့ဖြစ်နေတာဒါပေမဲ့လည်းလို့တကယ်တကယ် World Cup တို့ Euro တို့ဆိုလို့ရှိရင်ပြင်တစ်ကနော်အမှန်ကန်အားထည့်ကစားတဲ့အခါမှာတအားကောင်းတာဗျာအဲ့ဆိုအဲ့လိုပြင်တစ်ကိုမြင်ရဖို့လိုတယ်ဆိုတော့ပြင်တစ်အတွက်ပေါ့နော်နိုင်ပွဲပြန်ပြီးတော့ယူရမယ့်ပွဲပါကျွန်တော်ကတော့ဘယ်လိုပြောမလဲ3 3ခုပြည့်နဲ့ပြန်နိုင်ဖို့ကလွယ်ပါမလားပြင်တစ်တိုက်စစ်ကတော့ဘာမှမဆိုလုံနိုင်စွမ်းရှိတဲ့တိုက်စစ်မျိုးပါဟိုသူတပြင်းတော့ပြီးခဲ့တဲ့ဒီပွဲမှာတောင်မှဟို6ချိန်9ပေါက်တဲ့တာသူတို့တကူးမှမရတာဗျာဒါကတော့တော်တော်တိုင်ပက်ပြီဆိုတော့ပြင်တစ်အနေနဲ့အိမ်ဝင်းမှာ ကျွန်တော်တူးစီးနဲ့ပေါ့နော်ကျွန်တော်ဒီရှုံထားပြီးသားရလက်ကိုပြန်ပြီးတော့ခြေဖားနိုင်မလားကျွန်တော်ကြည့်ရမယ်။အဲနောက်ထပ်တစ်ပွဲကကျွန်တော်ဒါနယ်သာလန်နဲ့စပိန်တို့ပွဲပါ။နော်အခုတကာကတော့ကျွန်တော်စပိန်မြေမှာကစားရမယ်ပေါ့နော်။နယ်သာပထမကြုံမှာတော့သူတူးကြသွားပြီးတော့နယ်သာလန်တော်တော်ကိုကံမကောင်းခဲ့တာ။ဒီသဖြင့်ကြီးဟာဟာဒူရူပါတို့အနီးကထိသွားပြီးတဲ့နောက်ပိုင်းမှာဂိုးပြန်ပေးရတာပဲ။ကျွန်တော်နယ်သာလန်ဟာအဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်စပိန်ကိုမင်းကောင်းကောင်းကိုသူတို့ရှင်ကစားနိုင်ခဲ့တာ။ကျွန်တော်ပြောသလိုပဲနှစ်သင်းစလုံးက ဖူဘောဖီလိုဆိုဖီယာအလောက်ကြီးကွာတဲ့အသင်းတွေကျွန်တော်မဟုတ်ဘူးဗျာเนาะဒီကိုရီကပူတို့ဘာလို့ကလည်းရိုနယ်ကူမန်လက်အောက်သူတအားကောင်းတာကိုရီကပူတို့ရှိမယ်ဒီဘေးတို့ရှိမယ်ဖရင်ပေါင်တို့ကစားမတွေကခြေသွမ်းပြနေတယ်ရိုက်ဝင်းမှာကွင်းလယ်မှာဆိုရင်ဖရန်ကီတီဂျောင်းတို့ရိုင်နာတို့ကစားမတွေကဒါအတွေ့ဖက်ကတော်တော်ကိုကောင်းတယ်ကျွန်တော်ပြောရမယ်နောက်တန်းကလည်းပြပြောမလဲဒီဘန်ဟက်ကီကိုသူကတုံးတာကိုဘန်ဟက်ကီနဲ့ဘန်တိုက်ကိုတုံးတယ်ဒီလစ်တို့ဘာလို့ကတော့အရင်မှာကိုသူရော်နယ်ကူမန်ကစားခြင်းနဲ့ပုံစံတိုင်းတိတ်ပြီးတော့အံဝင်ခွင့်ချမဖြစ်တော့လေဆိုတော့ ဟိုတဦးချင်းစွမ်းဆောင်ဗီဒီယိုကျွန်တော်ကြည့်ရင်네덜란드ဟာကျွန်တော်စပိန်ကိုရှင်နိုင်ဖို့ကခဲရင်ပါတယ်ဒါပေမဲ့အသင်းလိုက်ရသူတို့ကပိုပြတကယ်ကောင်းတာအဲ့ဒီတိုက်စစ်ဆိုလို့ရှိရင်စပိန်ဘက်မှာကဟိုဘယ်လိုပြောမလဲဖရင်ပေါင်တို့ဘာလို့ဘာလို့ပဲနီကိုဝီလီယမ်စ်တို့ပေါ့နော်ယာမဲတို့လူစားမတွေကိုဒါတော့မှယာမဲကအဲ့ဒီပထမအကြောင်းမှာဆိုခြေသွမ်းမပြနိုင်ခဲ့ဘူးလေမူရာတာတို့ဘာလို့ဆိုလို့ရှိရင်လည်းတိုက်စစ်မှာကပတိန်ဖြစ်သူပွဲထွက်နေဆုံးပဲကွင်းလင်ကလည်းဇူဘမင်ဒီတို့ပက်ဒရီတို့ဖာဘီယန်ရူဝီစ်တို့လူစားမတွေနဲ့ တော့နောက်တန်းဆိုလို့ရှိရင်လည်းပဲဗျာကူပါစီတော့ဒီနေ့ပွဲမပါတော့ဘူးကူပါစီကတော့ပထမကျော် injury ရသွားတယ်ဆိုတော့ဒီနိုမန်နဲ့ကျွန်တော်တို့ဘောနော်ဒီတခြားရွေးချယ်စရာရှိတဲ့သူတွေရှိတယ်ကျွန်တော်ကတော့စပိန်ကဟိုအဝေးဝင်းမှာလည်းတည်ကြထားတယ်ဆိုတဲ့အခါကျတော့အိမ်ဝင်းမှာလည်းသူတို့နိုင်လိမ့်မယ်ထင်ပါတယ်ဟိုရာမဲတို့ဘာလို့ဒီပွဲမှာလည်းပြန်ပြီးတော့ခြေသွမ်းပြလိမ့်မယ်လို့ထင်တာပဲဆိုတော့စပိန်အတွက်ကတော့ chance ပူပြီးတော့များတယ်လို့ကျွန်တော်ထင်တယ်ဘောနော်ဟိုနယ်သာလန်မြန်မာတို့ကနယ်သာလန်နိုင်ခဲ့တဲ့နေရာကိုတယောက်ရောက်သွားတော့သူတို့ကံမကောင်းခဲ့တာအဲဒီလိုစပိန်ရဲ့တိုက်စစ်က ဟိုနေရာတိုင်းကဒုက္ခပေးနိုင်ဆိုရှိတဲ့အခြေအနေမျိုးပါကျွန်တော်နေတယ်လန်နေနဲ့အဝေးကမှဒုက္ခပေးနိုင်မလားကျွန်တော်တို့တူတူတေးကြထားပြီးသားပွဲဖြစ်တဲ့တွေ့ကျွန်တော်ဒီအစကပြန်ကစားမယ့်ပုံစံမျိုးပဲဆိုတော့စီမီဖိုင်နယ်ကိုဘယ်အသင်းတွက်သွားမယ်ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်